မြန်မာနိုင်ငံရဲ့ဗုဒ္ဓသာရဏာမဖြစ်ဘူးဒေါန်ဆန်းစုကြည်ကို ရှင်းလင်းထုတ်ဖို့ဒီလူဆရာတော်ဖျားကြီးရဲ့မြောင်းလိုက်ကိုညွှန်ကြားတဲ့ရုပ်သံဖိုင်နဲ့အွန်လိုင်းပေါ်မှာပေါက်ကြားလာတဲ့အတွက်အနိုင်ကလုံကလေးထိတ်လန့်ခဲ့ရပါရီဒေါန်ဆန်းစုကြည်ဟာအစ္စလမ်ဘာသာဝင်ဖြစ်ခဲ့တဲ့ဆိုပြီးတော့အွန်လိုင်းပေါ်မှာရေးသားဖော်ပြမှုတွေလေးတွေ့ရပါရီဒေါန်ဆန်းစုကြည်ရဲ့အစိုးရအဖွဲ့အထက်မှလေအချံဘီးတွေကနိုင်ငံခြားသားတွေကြီးပဲဖြစ်နေတော့ ပြရူဆရာတော်ဘုန်းကြီးတို့ပုံမိုးပြီးတော့ဒေါန်ဆန်စုကြည်ပေါ်အမြင်ဆောင်လာခဲ့တာပဲဖြစ်ပါရီအခုလိုမျိုးမြောင်းလိုက်တို့ကအာနာသိမ့်မှုအတွက်ပထမဦးဆုံးအကြံဉာဏ်ပေးတဲ့သူကပြရူဆရာတော်ဘုန်းကြီးလို့သိရပါရီပြရူဆရာတော်ဘုန်းကြီးဟာမြောင်းလိုက်တို့ကိုအခုလေသူတို့ရဲ့တာရဏာကနေရရှိတဲ့အလူငွေထဲကနေစစ်ကောင်စီရက်တီဖို့အတွက်လေးချုပ်ပတ်မှုတွေပြုလုပ်ပြီးနေကြောင်းသတင်းတွေကတော့တက်လာနေပါရီ မနေ့တုန်းကဝင်းမီတာယုံဆရာတော်ဖျားကြီးပြသက်ခံခဲ့ရတဲ့အချိန်မှလေအစတုန်းကမယောင်းနိုင်တို့က PDF လုတ်တယ်လို့ညင်းနေပေါ့နော်နောက်ပိုင်းမှာတော့အဖြစ်မှန်ကပေါ်သွားတော့ဒီလူဆရာတော်ဖျားကြီးကိုရှေ့ထွက်ခိုင်းပြီးတော့စစ်ကောင်စီကိုမတုံ့ပြန်မဲနဲ့ခွင်လွှတ်ကြဖို့မိုင်းတိုက်ခိုင်းတယ်အဲ့ဒီမှာလေဒီလူဆရာတော်ဖျားကြီးကရှေ့ထွက်ပြီးတော့ခုလိုမျိုးစစ်ကောင်စီကိုကာကွယ်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ဒီကောင်မလေးတောင်ဆန်းစုကြည်ကိုရှင်းလင်းဖို့တော့ဒီလူဆရာတော်ဖျားကြီးရဲ့ ပြောကြားချက်တွေ online ပေါ်မှာအကြီးကျယ်သက်လာနေတာဖြစ်တဲ့အတွက်အပွဲဆူသွားခဲ့ပြီးတော့တနင်္ဂနွေလုံးကပြည်သူတွေကတော့ဘုံကြီးကဘုံကြီးလုံးမလုပ်ဘူးဆိုပြီးတော့ပြောဆိုနေကြပြီလေဖြစ်ပါရီတချို့ကတော့ဒေဒီဘူးဆရာတော်ဘုရားကြီးကိုမပြမနဲ့လူကသက်ရှိဘုရားသခင်ပဲဆိုပြီးတော့ပြောဆိုနေတဲ့သူတော်ရှိပါရီအမားနဲ့အမှန်ခွဲခြားနိုင်တဲ့သူကတော့အဲ့လိုပြောမှာမဟုတ်ပါဘူးလက်ရှိမှာမြန်မာနိုင်ငံမှာအမားဆိုလို့တခုတောင်ရှာတွေ့ဖို့အရန်ကိုမှခက်ခဲတဲ့ဘာချုပ်ဆရာတော်ဘုရားကြီးကတော့ လူတိုင်းရဲ့ရှင်ထဲမှာဖရာသူစုပါပဲเนาะ